organelles ဆိုတာဘာလဲ organelle ဆိုတာကဆဲထဲမှာတွေ့ရတဲ့အင်္ဂါတေးသေးလေးတွေကိုဆိုလိုတာပါတူတူပြောရရင်တော့အင်္ဂါနှုတ်တွေကျွန်တော်တို့ရဲ့ဆဲတွေကစက်ရုံနဲ့တူပါတယ်စက်ရုံတွေမှာစက်ရုံတစ်ခုလုံးလည်ပတ်ဖို့ဌာနအတီးတီးရှိကြတယ်လို့အဲ့ဌာနအတီးတီးတွေကစက်ရုံတစ်ခုလုံးလည်ပတ်အောင်လှုပ်လှုပ်ပေးကြတယ်လို့ပဲကျွန်တော်တို့ဆဲတွေတစ်ခုလုံးလည်ပတ်အောင်ဆဲထဲမှာရှိတဲ့အင်္ဂါတေးသေးလေးတွေကလှုပ်လှုပ်ပေးကြပါတယ် ဥပမာဒီပုံပါဆိုရင်ဒါ mitochondria ဆိုတဲ့ပုံပါဒါဆဲထဲမှာတွေ့ရတဲ့အင်ဂါနုတ်ထဲကတစ်ခုဖြစ်ပါတယ်ဒီ mitochondria ဆိုတဲ့အင်ဂါနုတ်ကြီးကဆဲစွမ်းအင်ရရှိအောင် စွမ်းအင်တွေထုတ်ပေးတဲ့အင်ဂါနုတ်လေးဖြစ်ပါတယ်တော့အင်ဂါနုတ်ဆိုတာကဆဲထဲမှာတွေ့ရတဲ့ဆဲအလုံးလုံးအောင်လေပတ်ပေးတဲ့အင်ဂါတိတိလေးကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုစီဝဗီဒဆိုင်ရာအခြေခံစကလုံးတွေ ဆက်လည်လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ knowledge power house ကို like and follow လုပ်ထားပြပါခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြပါမယ်ဘိုင်ဘိုင်